မြန်မာတရုတ်ပေါက်ဖော်ပဟိနီအပိုင်းနှင်းမှာမြန်မာနေပြည်တော်တရုတ်တပ်တွေဝင်ရောက်လာမှုအခြေအနေကုမင်တန်ရီရဲ့တပ်ဆွဲထားမှုအခြေအနေနဲ့နယ်နိမိတ်တမတ်မှုထူးခြားချက်တွေကိုတင်ပြချင်းပါတယ်ထောက်ပေါက်53ကောင်နေထောက်ပေါက်56ခုနဲ့အတွင်းမြန်မာမိဘမှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA တပ်တွေဝင်ရောက်နေရယူခဲ့တာဟာနိုင်ငံအတွက်ကြီးမားတဲ့လုံခြုံရေးပြဿနာဖြစ်ခဲ့ပါတယ် ဒီကြောင့်က1950ပြည့်နှစ်တွေရဲ့ရှိုးဝဲချက်တွေဖြစ်ပါတယ်။တရုတ်က1947မှာဗြိတိရှားတွေတတ်မှတ်ခဲ့တဲ့နန်နမိတ်ကိုအတိမမပြုတ်ဘူးဆိုပြီးတော့သူတို့ပိုင်တယ်လို့လုပ်ပြီးအဲ့ဒီမြေပေါ်မှာတက်ဆွဲခဲ့တာဖြစ်ပါတယ်။တချို့ကဒါဟာကွန်ပျူတာပြဿနာကိုမြန်မာအစိုးရအမြန်ဖြေရှင်းဖို့ဖိအားပေးတယ်လို့ထင်ကြပေမဲ့ခိုင်မာတဲ့တက်သေးထောက်ထားမရှိခဲ့ပါဘူး။မြန်မာအစိုးရကဒီကိစ္စကိုအများပြည်သူမသိအောင်တရုတ်နဲ့ဆက်ဆံရေးလည်းမထိခိုက်အောင်ဆိုပြီးတော့တိတ်တိတ်ဆိတ်ဆိတ်တာတမန်နီးနဲ့ဖြေရှင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ောက်တည်လဲဆိုရင်1953မှာကုမင်တန်ကိစ္စအကူလသမဂ္ဂစီတင်ပြခဲ့ပေမဲ့ထင်သလောက်အရာမရောက်ခဲ့တော့ကိုသူတို့သိပြီးသားမှုဖြစ်ပါတယ်ဒီကိစ္စကိုလူသိရှိကြလို့ရင်နိုင်ငံတကာအင်အားကြီးနိုင်ငံတွေပါဝင်လာပြီးတော့မြန်မာနိုင်ငံစိတ်မြင့်ပြင်ဖြစ်သွားမှာကိုရန်ကုန်ကစိုးရိမ်ခဲ့ပါတယ် PA ရေမြန်မာနိုင်ငံရဲ့ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီးစစ်ရုံးကိုအစီအခံစာတွေအများကြီးရောက်ခဲ့တာလည်းသိရပါတယ် တရုတ်အနာပိုင်တို့ကနေဇက်ဒေတာကတိုင်းရင်းသားတွေအကြားမှာခွဲထွက်ရေးစိတ်ဓာတ်တွေဖြစ်အောင်လှုပ်ဆောင်နေတယ်ဆိုတာကိုလည်းရန်ကုန်ကသိထားပါတယ်။1953မတ်လ25ရက်နေ့မှာဘူချုပ်ကြီးနေဝင်းကတန်လွင်မြေအနောက်ဘက်ကိုတက်မဆီလွတ်ဖို့လာရှိုးကတက်မဟာ6တက်မူဘုံမူကြီးချင်းမြိုင်ကိုညွှန်ကြားခဲ့ပါတယ်။ဒါပေမဲ့1955ခုနှစ်ဇန်နဝါရီ18ရက်နေ့မှာတော့ဘုံမူကြီးချင်းမြဟာဝါဒေတာတဲ့68ရက်ကြာစစ်ကြောင်းချပြီးအခြေအနေကိုစုံစမ်းဖို့ရန်ကုန်စစ်ရုံးရဲ့ ဖွင့်ပြချက်နဲ့အဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီအတော်တွင်းမှာ1954ခုနှစ်အော်တိုဘာလမှာဘုံမူကြီးစောမြင့်ဦးဆောင်တဲ့အရှိုးဝဲအဖွဲ့တစ်ဖွဲ့ကိုမြန်မာအစိုးရကဖွဲ့စည်းခဲ့ပြီး PLA တပ်ဘလောက်ရှိတယ်လဲနံမိတ်အခြေအနေဘယ်လိုလဲစတာတွေကိုစုံစမ်းစစ်ခဲ့ပါတယ်။1956အစောပိုင်းမှာ PLA တပ်တွေဟာမြန်မာတရုတ်နယ်စပ်တစ်ချောင်းမြန်မာနယ်မြေစတူရိုင်းမိုင်းတထောင်နီးပါးတိုက်ပိုက်ထားတယ်ဆိုပြီးတိခဲ့ရပါတယ်။ ရဲ့အတက်တွေမြန်မာနိုင်ငံထဲဝင်ရောက်နေတဲ့ကိစ္စဟာ1956ခုနှစ်ဇူလိုင်31ရက်နေ့မှာမြန်မာတည်ဆောက် The Nation ကပထမဦးဆုံးအကြိမ်ဖော်ပြလိုက်တဲ့အခါမှာတော့လူသိရှင်ကြားဖြစ်သွားခဲ့ပါတယ်။အဲ့ဒီတည်ဖော်ပြမှုရဲ့နောက်ခံကတော့1955ခုနှစ်နောက်ပိုင်းတပ်မတော်နဲ့ PLA တို့တိုက်ပွဲဖြစ်ခဲ့တာပါပဲ။1955နိုဝင်ဘာ20ရက်နေ့မှာဗိုလ်မှူးကြီးချင်းမြိုင်ဟာ PLA ကျူးကျော်မှုတည်င်းရရှိခဲ့ပြီးတော့သူ့တပ်တွေကိုကျူးကျော်သူတွေနဲ့ထိတွေ့တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တယ်လို့ လာရောက်တဲ့တရုတ်ပုချုပ်ကြီးတွေကိုလည်းတိုင်ကြားခဲ့ပါတယ်။ဒီဖြစ်စဉ်ကို1956ခုနှစ်ဇူလိုင်လ The Nation The Day စာကဖော်ထုတ်လိုက်တဲ့အထီးတော့ရှုံးဝဲထားခဲ့တာပါ။ဒီလိုနဲ့1955နောက်ပိုင်းမှာလည်းမြေပိုင်ဆိုင်မှုအငင်းပွားတာနဲ့ PA တပ်တွေရောက်နေတာဟာမြန်မာနိုင်ငံအတွက်အရေးပေါ်ချက်ချင်းလောက်ရမဲ့လုံခြုံရေးပြဿနာတွေဖြစ်လာခဲ့ပါတယ်။ PA တပ်တွေမြန်မာနိုင်ငံရဲ့ရောက်နေတဲ့ကိစ္စကိုတမင်တကာဖော်ထုတ်ခဲ့တာလား။ဘုံမူကြီးချင်းနိုင်ငံကဟုတ်တယ်လို့ယူဆပါတယ်။ ။ဘာလို့လဲဆိုရင်ထောက်ကောင်း56အစောပိုင်းမှာဆက်ဆက်နေတဲ့ဖြစ်ရအချို့လေးတွေရှိခဲ့လို့ပါပဲ။ပထမဦးဆုံးအနေနဲ့ထောက်ကောင်း56အထွေထွေရေကောက်ပွဲမှာနိုင်ငံခြားကဝင်ရောက်ဆော့ဖက်မှုတွေအပေါ်ဥနုစိတ်ဆိုးဒေါသထွက်ခဲ့ပါလေ။ AB 23ရက်ထောက်ကောင်း56မှာဥနုကအရင်ကနိုင်ငံတနိုင်ငံကအခြားနိုင်ငံကိုလိုချင်စစ်ပွဲဆင်နွှဲတယ်။အခုခေတ်မှာမလွယ်တော့ဘူးဆိုပြီးပြောတယ်။ဒါကြောင့်လူယုံတွေမွေးထုတ်နိုင်ငံရေးအာဏာမရရင်မငြိမ်မသက်မှုတွေလှုပ်ဖို့လှုပ်ဆော့တယ်လို့ပြောခဲ့ပါတယ်။ မေလနေ့ရက်နေ့မှာတော့ဒုတိယဝန်ကြီးချုပ်ဦးပါဆွေကအတိုက်ခံတွေပြင်ပကငွေကြေးအထောက်အပံ့ရနေတယ်လို့ပြောခဲ့ပါတယ်။ဆိုတော့9ရက်နေ့မှာဦးနုကနိုင်ငံခြားဝန်ရောင်းဆုပ်ဖတ်မှုနဲ့ပတ်သက်ပြီးတပ်သမန်နီးနဲ့ဖြေကြားခဲ့ပြီးမဲ့ဆွတ်ဆွဲချက်တွေမှတ်ကန်တယ်ဆိုတာဘသူမှမငြင်းနိုင်ခဲ့ပါဘူး။ဒုတိယအချက်ကတော့ PA တပ်တွေနေဇက်တိတာထဲပုံပြီးဝင်ရောက်လာခြင်းပါပဲ။သူတို့ကလမ်းတွေနဲ့အဆောက်အအုံတွေကိုခက်ခက်မမဆောက်ခဲ့တာဟာမြမမိဘမှာကြာရှည် ့မဟုတ်အမြဲတမ်းနေထိုင်ဖို့အရည်ရွယ်ချက်ရှိတာကိုပြသနေတာဖြစ်ပါတယ်။ The Nation သတင်းစာရဲ့ဖော်ပြချက်အရ PNA တက်အာ1500ခန့်ဟာဝါဒေတာထဲမြန်မာနိုင်ငံထက်အထိမိုင်60ခန့်ထိုးဖောက်ဝင်ရောက်ထားခဲ့ပြီးဖြစ်ပါတယ်။တချို့နေရာတွေမှာအနေနဲ့တိုင်တွေကိုပါဖျက်ဆီးခဲ့ပါတယ်။ဒီလိုအသက်နေရချထားမှုတွေကမြန်မာအာဏာပိုင်တွေကိုထိတ်လန့်စေခဲ့ပြီးတော့နောက်ဆုံးမှာဒီကိစ္စကိုလူသိရှင်ကြားလုတ်ကြိုက်ဖို့ဆုတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ် ဲ့ဒီဖြစ်ရပ်တွေဟာမြန်မာနိုင်ငံတဝမ်းလုံးမှာကြီးမားတဲ့အမျိုးသားလူ့ချုပ်ရေးထိချောက်မှုအဖြစ်ချက်ချင်းကိုပဲတုံ့တက်ဝေဖန်ခံခဲ့ရပါတယ်မြန်မာသတင်းစာတွေကဒီဒီကိစ္စကိုဖြေရှင်းဖို့နိုင်ငံတော်အရေးပေါ်အခြေအနေတရားလို့ဖန်တီးခဲ့ပါတယ်အစိုးရက PA အတက်တွေအပြည့်အဝရှိနေတာကိုအတည်ပြုဖို့ဝန်လေးနေခဲ့ပေမဲ့တန်တမာဖြစ်အားတွေတုံးပြီးအာရှနိုင်ငံအများပြားရဲ့အကူအညီကိုရယူခဲ့ပါတယ်ဥနုတရုတ်နိုင်ငံကိုဒီကိစ္စဆွေးနွေးဖို့တွားရောက်ခဲ့ပြီးနောက်ဆုံးမှာတရုတ်ကငြိမ်းချမ်းစွာဖြေရှင်းဖို့သဘောတူခဲ့ပါတယ် ထောက်ကွက်56ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာထုတ်ပြန်တဲ့ပူးတွဲကြေညာချက်အရတရုတ်တပ်တွေဟာထောက်ကွက်47နယ်နိမိတ်မြင်းရဲ့အနောက်ဘက်ကဒေသတွေကနေရုတ်သိမ်းပြီးမြန်မာတပ်တွေကလည်းတပ်မတ်နေရာတွေကနေရုတ်သိမ်းမဲ့လို့သဘောတူညီခဲ့ပါတယ်။ရုတ်သိမ်းတာကိုထောက်ကွက်56ခုနှစ်ကုန်မတိုင်မီအပြစ်တပ်ရမှာဖြစ်ပါတယ်။ဒီကိစ္စဟာထောက်ကွက်60ပြည့်နှစ်မှာချစ်ကြည်ရေးနဲ့အပြက်အလန်းကျူးကျော်ခြင်းမပြုရေးစာချုပ်လက်မှတ်ရေးထိုးပြီးတော့ထောက်ကွက်62ခုနှစ်မှာတော့နယ်နိမိတ်တပ်မတ်ခဲ့တဲ့အခါမှာ နောက်ဆုံးအပိတဖြည့်ရှင်းပြီးစီးခဲ့ပါတယ်ကုမိတန်ဒီကျူးကျော်ဝင်ရောက်မှုကိုတစ်ချက်ကြည့်ရအောင်ဒါဟာလည်းရှိုးဝဲလက်နက်တစ်ခုပါပဲဖာကွက်49မှာကွန်မြူနတီတရုတ်ပြည်မှာအာဏာရလာတော့ကုမိတန်တပ်တွေမှမပြီးတဲ့ဝင်လာခဲ့ပါတယ်ပုံချုပ်လီမီဦးဆောင်တဲ့ကုမိတန်တပ်တွေထောက်ကွက်50အစောပိုင်းမှာမြန်မာနယ်စပ်ကိုအခြေပြုတရုတ်ပြည်ကိုပြန်တိုက်ခိုက်ဖို့ခိုင်မာတဲ့အခြေဆိုင်စခန်းလိုမျိုးအသုံးပြုခဲ့တာဖြစ်ပါတယ်မိုင်းရမ်းမှာကုမိတန်နေရာလောက်အခြေချပြီးမက်လောက်မှာနောက်ထပ်1500လောက်ထပ်ရောက်လာခဲ့တာဖြစ်ပါတယ် ဆော်လာမှာမြန်မာတပ်မတော်ကလက်နက်ချခိုင်းပြီးမဲ့ကွန်မန်ဒါကတပ်တွေလွတ်ပေးဖို့တောင်းဆိုပြီးမလွတ်ရင်တိုက်မယ်ချိန်ချောက်ပါလိမ့်။ဆော်လာရှေ့ရနေ့မှာကွန်မန်ဒါကအတချီလေးကိုတိတ်ပြီးတော့ကွမ်းတုတ်တာချီလေးလမ်းတစ်လျှောက်ခံတပ်တွေကိုစောက်ခဲ့ပါလိမ့်။အောက်ပေါက်90ဇွန်လာဒုတိယပတ်မှာမြန်မာတပ်မတော်ဟာကွန်မန်ဒါရှင်းလင်းရေးစစ်ဆင်ရေးကိုစပါလိမ့်။ကွန်မန်ဒါတွေမိုက်ဆက်မှာပြန်စုပြီးထောက်ပေါက်91 AB လောက်မှာအင်အား4000အထိရောက်လာခဲ့ပါလိမ့်။ ANDO MNDO စတဲ့အထီးတော်တွေပုံကန်သူတွေနဲ့ပေါင်းပြီးတော့မြန်မာအစိုးရကိုစန့်ကျင်ဖို့လှုပ်ဆော့တဲ့အခြေအနေတွေတည်ခဲ့ရပါတယ်။ကွန်မတန်တွေဟာဒေသခံတွေစီကအခွန်ကောက်စစ်မှုထမ်းခိုင်းပြီးထောက်ကောက်90နှစ်နှစ်အကုတ်ပိုင်းမှာတန်လွင်အရှိတ်ဖက်ချမ်းနဲ့ရှမ်းပြည်နယ်ကကွမ်တုံမိုင်လုံကိုကတ်ဒေသတွေကိုထိချုပ်ထားခဲ့ပါတယ်။ကွန်မတန်တွေကိုအမေရိကန်အစိုးရကရှုတ်ဝက်လက်နက်ထောက်ပံ့နေခဲ့တာဖြစ်ပါတယ်။ CIA ရဲ့ operation paper ကနေပို့ချုပ်တူရဲ့လေကြောင်းလိုက်ကိုတုံးပြီးတော့ထိုင်ဝမ်ကနေထိုင်းကိုထိုင်းကနေမိုင်းဆက်ကိုလက်နက်တွေလေရင်နဲ့ပို့ပေးခဲ့ပါလေ1951မေလပထမပတ်မှာကူမီတာပို့ချုပ်လိမိဦးဆောင်တဲ့တပ်တွေယူနန်ပြည်နယ်ကိုပြန်ပြီးတော့တိုက်ခိုက်ပါလေဒါပေမဲ့ရှုံးနေခဲ့ပါလေအော်တိုဘာမှာပို့ချုပ်လိမိထိုင်ဝမ်ကိုပြန်သွားခဲ့ပေမဲ့1953ဇန်နဝါရီမှာမိုင်းဆက်ကိုပြန်ရောက်လာခဲ့ပါလေ1952ဖေဖော်ဝါရီမှာတော့မိုင်းဆက်လေရင်ခွဲဟာထိုင်ဝမ်နဲ့မြန်မာပြည်ကကူမီတာတပ်တွေကြောင့် ပုံမှန်လေကြောင်းခီးစင်တွေအတွက်အချက်ချဖြစ်လာပြီးလက်နက်ခဲယမ်းနဲ့စေဝါတွေတည်ယူပို့ဆောင်သွားလာနေခဲ့တာဖြစ်ပါတယ်။မြန်မာအစိုးရကကုမင်တန်ကြောင့်တရုတ်ကအထင်လွဲမှောက်ကိုဆိုးရိပ်တဲ့1952နှစ်ဒီဇင်ဘာ16ရက်နေ့မှာဗိုလ်ချုပ်နေဝင်ကအမေရိကန်တာမတ်ကြီးဝီလီယမ်နဲ့တွေ့ဆုံပြီးတော့ကုမင်တန်ကိစ္စအစိုးရကြောင်းပြောခဲ့ပါတယ်။1949နိုဝင်ဘာမှာတရုတ်ဝန်ကြီးချုပ်ချွေလိုင်းကကုမင်တန်ကိုခုတ်လုံခွင့်ပေးတဲ့မြစ်တီအစိုးရမဆိုးတောင်းဝန်ယူရမယ်လို့တတိပေးခဲ့ပါတယ်။ တရုတ်ကမြန်မာနယ်စပ်မှာကူမင်တန်ကိုလက်ခံလာအခွင့်မပြုဘူးလို့ထောက်ကား50အစောပိုင်းမှာတတိပိတ်ခဲ့ပါတယ်။တရုတ်ကကူမင်တန်ကိုမြန်မာကရှင်းလင်းတော့အကောင်းဆုံးလို့သူကယူဆထားခဲ့ပါတယ်။မြန်မာအစိုးရကထောက်ကား53မက်လာမှာကုလသမဂ္ဂကိုတိုင်ကြားခဲ့ပါတယ်။ထောက်ကား50နဲ့ထောက်ကား53မက်လာအကြားမှာမြန်မာအစိုးရဟာကူမင်တန်ကိစ္စကိုစေရေးနဲ့တန်တမာရေးအရာဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ဆက်စင်ရေးတွေအောင်မြင်မှုတချို့ရခဲ့ပေမဲ့ထိုင်ဝမ်နဲ့အမေရိကန်စီကလက်နက်အကူအညီတွေရနေတာကြောင့်ကူမင်တန်ကပိုအားကောင်းလာခဲ့ပါတယ်။ ဟာကွာ53ဖေဖော်ဝါရီမှာငကနိုင်စစ်စင်ရေးမှာကွန်မတန်ကိုစီရေးရအနိုင်ယူဖို့ခက်ခဲတဲ့ဆိုတဲ့အကြောင်းကိုမြန်မာတပ်မတော်ကတီလာခဲ့ပါတယ်။အဲ့ဒီထောက်ကွာ53မက်လာနေရဲ့နေ့မှာဝန်ကြီးချုပ်ဦးနုကကွန်မတန်ကိစ္စဖြေရှင်းဖို့နီလာ၃ခုရှိကြောင်းလော့တော်မှာရှင်းပြပါတယ်။၁၊ကုလသမဂ္ဂကိုတင်ပြမယ်။၂၊တပ်သမားဆက်ဆံရေးရှိတဲ့နိုင်ငံတွေကနေထိုင်ဝမ်နဲ့ဆွေးနွေးမယ်။၃၊ကွန်မတန်ကိုစစ်တမ်းနဲ့ပြန်တိုက်မယ်။မြန်မာအစိုးရကတရုတ်နဲ့ပဋိပက္ခမဖြစ်စေဖို့တရုတ်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးဖို့လည်းစီစဉ်ခဲ့တယ် မြန်မာအစိုးရကကုမင်တန်ကိုမြန်မာပြည်ကိုကျူးကျော်ခြင်းစာအုပ်ထောက်ဝေခဲ့ပြီးဒေါက်တာမောင်မောင်ကလည်း KMT ကုမင်တန်ကိုတိုက်ပွဲခေါ်ခြင်းစာအုပ်ရေးသားခဲ့ပါတယ်။ကုလသမဂ္ဂဆုံးဖြတ်ချက်ကကုမင်တန်ကိုနိုင်ငံခြားတပ်များဆိုပြီးတော့ရည်ညွှန်းပြီးဆွေးနွေးဖို့ကိုပဲအကြံပြုခဲ့လို့မြန်မာအစိုးရစိတ်ပစ်ခဲ့ပါတယ်။ဟောက်ကော53မီလာ22ရက်နေ့မှာဘန်ကောက်မှာအမေရိကန်ဦးဆောင်တဲ့၄နိုင်ငံဆွေးနွေးပွဲစတင်ခဲ့ပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ကထိုင်ဝမ်နဲ့ဒါရိုက်ဆွေးနွေးဖို့ညှင်းဆုတ်ခဲ့ပါတယ်။ဆိုတော့နေရက် နေ့မှာတော့ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ပြန်သွားပြီး73မှာအဆိုပြုချက်အစ်စ်နဲ့ပြန်လာခဲ့ပါတယ်။ဒါပေမဲ့မိုင်းဆက်နဲ့ကုမီတာစခန်းတွေကိုမြန်မာကိုလွှဲပြောင်းပေးဖို့တောင်းဆိုခဲ့တယ်။စွန်14ကနေ23ရက်နေ့အထိကုမီတာနဲ့ဓာတ်ရိုက်ဆွေးနွေးခဲ့ပြီးမြန်မာအဖွဲ့ကစိတ်ပြက်ပြီးတော့ထောက်ပေါက်53စက်တင်ဘာ16မှာဆွေးနွေးပွဲကနေနှုတ်ထွက်ခဲ့ပါတယ်။ကျန်သုံးနိုင်ငံကဆွေးနွေးပြီးနောက်ထောက်ပေါက်53အောက်တိုဘာ29မှာကုမီတာ2000နဲ့သူတို့ရဲ့မိသားစုတွေကိုပြောင်းရွှေ့ပေးဖို့သဘောတူခဲ့ကြပါတယ်။ ဟကွာ94မှာတော့ကူမီတာ9000လောက်ပြောင်းရွှေ့နိုင်ခဲ့ပေမဲ့ကူမီတာ4000လောက်မြန်မာနယ်စပ်မှာကျန်နေခဲ့ပါတယ်။ဟကွာ94နဲ့ဟကွာ95မှာ operation user နဲ့ operation ဘရင်နာ operation execution operation ရန်ကြီးအောင်စတဲ့စစ်စင်ရေးကြီးတွေဆင်နွှဲခဲ့ပါတယ်။ဟကွာ96နဲ့ဟကွာ67ကျောင်းမှာတော့ကူမီတာရှင်းလင်းရေးစစ်စင်ရေးအငယ်လေးတွေပဲလုပ်ခဲ့တာဖြစ်ပါတယ်။ 1954ဒီဇင်ဘာမှာဝန်ကြီးချုပ်ဦးနုတရုတ်ပြည်ကိုချစ်ကြည်ခီတွားခဲ့ပြီးမော်စီတုံးနဲ့တွေ့ခဲ့တယ်။မော်စီတုံးကမြန်မာအခက်အခဲကိုနားလည်ကြောင်းနဲ့ကူမီတာကိစ္စကိုနိုင်ငံကဆက်ဆံရေးပစ္စည်းအောင်အတုံးချမှမဟုတ်ကြောင်းအမှတ်ခံခဲ့ပါတယ်။1960အစောပိုင်းမှာကူမီတာလှုပ်ရှားမှုတွေပြန်ပေါ်လာပါတယ်။မြန်မာအစိုးရခန့်မှန်းချက်အရကူမီတာတက်အင်အား2000လောက်ကွမ်းလုံမိုင်းလင်းဘလုံးမှာပြန်စုခဲ့တယ်လို့သိရပါတယ်။1961အစောပိုင်းမှာကူမီတာအင်အား6000အထိတိုးလာခဲ့ပါတယ်။ တက်မတော်နဲ့ပြုတ်ပြီးသူလွတ်လာပြီးတက်မတော် PA A တို့ပူပေါင်းဆက်စင်ရေးလုပ်ဖို့တဘောတူခဲ့ကြရတယ်။ထောက်ကွ60ဒီဇင်ဘာမှာတော့ Operation Mekong ကိုလှုပ်ဆောင်ခဲ့တာကုမီတာတပ်တွေထိုင်းမြန်မာနယ်စပ်ဘက်ကိုတဖြည်းဖြည်းနောက်ဆုတ်သွားခဲ့ရပါတယ်။အဲ့ဒီဆက်စင်မှာအမေရိကန်လုပ်လက်နက်တွေဖမ်းဆီးရမိခဲ့ပါတယ်။တောက်ကွ61ဖေဖော်ဝါရီ16မှာမြန်မာလီတက်ကကူမင်တန်ကိုပြစ်စည်းချပေးတဲ့အမေရိကန်ရေတပ်အမျိုးအစားတစ်စိတ် PPY PP41 ကင်းထောက်လေးရင်ကိုပြစ်ချခဲ့ပါတယ် ရန်ကုန်မှာအမေရိကန်တန်ရုပ်ရှင်စံနှပြမှုတွေတော့ဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာအမေရိကန်အစိုးရကထိုင်ဝမ်ကိုကွန်ပျူတာတပ်တွေနဲ့ဇက်ကနေဖယ်ရှားဖို့ပြအပေးခဲ့ပါတယ်။ထောက်က61မတ်လလောက်မှာတော့ကွန်ပျူတာ၄ထောက်လောက်စတင်ပြောင်းရွှေ့ခဲ့ပါတယ်။အောက်ဘုတ်လောက်မှာတော့မြန်မာအစိုးရခံမှန်းချက်ရကွန်ပျူတာ900လောက်ပဲမြန်မာပြည်မှာကျန်ပါတော့တယ်။အဲ့လိုနဲ့ကွန်ပျူတာကိစ္စဟာတရုတ်မြန်မာဆက်ဆံရေးကနေပပျောက်သွားခဲ့တာဖြစ်ပါတယ်။မြန်မာတရုတ်နယ်စပ်ပြဿနာဆိုတာမြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ထောက်ကွ48ခုနှစ်ကတည်းက စောက်ခဲ့တဲ့တမိုင်းဝင်ခေါင်းခဲစရာကိစ္စတစ်ခုပါဗြိတိရှားကိုလိုနီခက်ကချုပ်ဆိုခဲ့တဲ့နမ်ဝမ်နေ့၅ရက်ခဆုပ်ပြီးတော့တရုတ်ကအမျိုးသားရေးအစိုးရနောက်ပိုင်းကွန်မြူနစ်အစိုးရအထိလက်မခံခဲ့ပါဘူးမြေကြီးနားမြောက်ပိုင်းနယ်မြေတွေကိုလည်းတရုတ်ကသူတို့ပိုင်ဆိုင်ကြောင်းမြေပုံတွေတောင်မှထောက်ပြခဲ့ပါတယ်အဲ့ဒီပြဿနာအဓိကအငင်းပွားနယ်မြေ၃ခုရှိပါတယ်နောက်က49ဒီဇင်ဘာမှာမြန်မာအစိုးရကပေကျင်းတဲ့နမိတ်တမတ်ဖို့စ조사ခဲ့ပေမဲ့ ရုတ်ကအခုချိန်မတင်းတော်သေးဘူးဆိုပြီးတော့ပြောခဲ့ပါပါမအူဆုံးကချင်ပြည်နယ်မြောက်ဖက်ဆုံး high conical p အထက်ကကချင်ရွာ၃ရွာခီမော်ကွမ်းလန်ကန်ဖက်1894-1898ခုနှစ်ဗြိတိရှားတရုတ်စာချုပ်တွေအရအဲ့ဒီနယ်မြေကိုနောင်မဘက်တတ်မှတ်ဖို့ခြံထောက်ခဲ့တာဖြစ်ပါတယ်ဟောက်ကော့၁၁ AB ဆယ်ရက်နေ့မဆူအရအဲ့ဒီရွာ၃ရွာဟာတရုတ်ပိုင်ပေမဲ့ဗြိတိရှားကသိမ်းပိုက်ထားတယ်လို့လည်းဝန်ခံခဲ့ပါတယ် ဒုတိယတစ်ခုကတော့နမ်ဝံဘာနဲ့မြည်ပါတတိယတစ်ခုကတော့ဝါပီနဲ့တက်ကပန်ဟုံပန်လောဒေတာပါအဲ့ဒီနမ်မြည်ကိုထောက်က51ခုနှစ်အစီလင်းလိုင်းရမြန်မာကိုပိတ်ခတ်ပေမဲ့တရုတ်ကွန်မြူနစ်အစိုးရကပြန်လည်သုံးသပ်တင့်တယ်လို့ပြောခဲ့ပါတယ်ထောက်က53ခုနှစ်အစောပိုင်းမှာတရုတ်ကသူတို့ပိုင်တယ်လို့ပြောတဲ့နမ်မြည်တွေကိုဟိုထိတ်ချုပ်ဖို့ကြိုးစားပြီးထောက်က53ဇန်နဝါရီကနေထောက်က55အောက်တိုဘာအတွင်း မြန်မာနယ်စပ်အနောက်ယူနန်ပြည်နယ်မှာတိုင်းသားလူနည်းစုတွေအတွက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ၅ခုထူထောင်ခဲ့ပါတယ်။ဒါဟာသူတို့ရဲ့နယ်မြေပိုင်ဆိုင်လူလာမှုကိုပြတာပါ။ဖောက်က54ဒီဇင်ဘာ12ရက်နေ့မှာဦးနုတျုံနိုင်ငံကိုတွားရောက်ခဲ့စဉ်မှာနယ်နိမိတ်တက်မှတ်ရေးဆွေးနွေးခဲ့ပြီးတော့ဝန်ကြီးချုပ်နှုတ်ကတန်တမာနီလန်းနဲ့ဖြည့်ရှင်းဖို့သဘောတူခဲ့ကြပါတယ်။ဖောက်က56ဇူလိုင်လကုန်ပိုင်းမှာတရုတ်ကအငင်းပွားနယ်မြေတွေမှာ နိုင်ငံကတပ်ဖွဲ့တွေကဆွေးနွေးမှုမပြီးမချင်းလက်ရှိအခြေအနေထိတိုက်ဖို့အဆုံပြုခဲ့ပါတယ်။ဒါပေမဲ့ဦးနှုကိုစက္ကန့်တဲ့ဝန်ကြီးချုပ်ဦးသွားဆွေကတော့1956ဇွန်လမှာတရုတ်တပ်တွေမထက်ခွာမချင်းဆွေးနွေးလို့မရဘူးလို့တင်းခံခဲ့ပါတယ်။1956အောက်တိုဘာလမှာဦးနှုတရုတ်နိုင်ငံကိုတွားရောက်ခဲ့ပြီးနိုဝင်ဘာ9ရက်နေ့မှာတင်းနေကြညာချက်ထောက်ပြခဲ့ပေမဲ့သဘောတူညီချက်မရခဲ့ပါဘူး။ ကော58ခေါ်ဖေဖော်ဝါရီ၄ရက်နေ့မှာဥပဆွေကကြေးရွာ၃ရွာနံမြေ56စတူရမ်းမိုင်ကိုလဲလက်ဖို့အတွက်နံမွန်အငားမြေကိုတရုတ်ကလွှဲပြောင်းပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့နံမြေဧရိယာနဲ့ပတ်သက်ပြီးတော့သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပါတယ်။အကော58ခုနှစ်အောက်တိုဘာ28ရက်နေ့မှာဦးနုကအာနာကိုဘူချုပ်ကြီးနေဝင်ဦးဆောင်တဲ့အိဆာအစိုးရနဲ့လွှဲပြောင်းပေးခဲ့ပြီးသူကဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ယုံကြည်ထားခဲ့ပါတယ်။ ဘဝ59ခုနှစ်ဇွန်လ၄ရက်နေ့မှာဗိုလ်ချုပ်ကြီးနေဝင်းကအဆိုပြုချက်တစ်ခုတင်သွင်းခဲ့ပြီးတော့နေဆက်ပြဿနာဖြေရှင်းဖို့နဲ့ချစ်ကြည်ရေးနဲ့ငြိမ်းချမ်းရေးခိုင်မာအောင်လှုံ့ဆော်ဖို့သဘောတူညီချက်နှစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဘဝ60ဇန်နဝါရီ29ရက်နေ့ပူးတွဲကြေညာချက်အရချစ်ကြည်ရေးနဲ့အပြန်အလှန်ကျူးကျော်ခြင်းမပြုရစာချုပ်နဲ့နမိတ်ဆိုင်ရာသဘောတူညီချက်စာချုပ်တွေချုပ်ဆိုဖို့လမ်းခင်းပေးခဲ့ပါတယ်။ ။အောက်ကချောက်ဆက်ဖြစ်ပေါ်လာမှာတော့ဦးနုဝန်ကြီးချုပ်ပြန်ဖြစ်လာပြီးတရုတ်မြန်မာနယ်နိမိတ်သက်မှတ်ရေးသဘောတူညီချက်ကိုလော့တော့ကလက်ခံလာအောင်စီယုံနိုင်ခဲ့ပါတယ်။ပူတွဲနေဇက်ကော်မတီ JPC ကိုဖွဲ့စည်းခဲ့ပြီး298ရက်အတွင်းနယ်နိမိတ်မှတ်တိုင်၄၂ခု site ထူနိုင်ခဲ့ပါတယ်။အောက်က60 AP 15ရက်နေမှာချွေလိုက်မြန်မာနိုင်ငံကို၄ရက်ကြာရောက်ရှိပြီးတော့နယ်နိမိတ်ဆွေးနွေးပွဲတွေအောင်မြင်စွာပြီးဆုံးကြောင်းမိမောက်ထိုးပြခဲ့ပါတယ် ောက်တိုဘာ23ရက်နေ့မှာပေကျင်းမှာချူရင်လိုက်နဲ့ဦးနှုတို့တရုတ်ပြည်သူတမရနိုင်ငံအစိုးရနဲ့မြန်မာတမကအစိုးရအကြံနဲ့နမိတ်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီစာချုပ်ရဖီမော၊ကွမ်လန်၊ကန်ဖန်ဒေတာ59စတုရမိုင်၊ဝါပီနယ်83စတုရမိုင်၊နမ်မွန်အငါးကွက်လက်မြေ85စတုရမိုင်စတာတွေကိုလွယ်ပြောင်းပေးခဲ့ပါတယ်။အကွက်67ဇန်နဝါရီလမှာတော့ရန်ကုန်မှာသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ပြီးချူအင်လိုက်ကဒီစာချုပ်ကို အာရှပြည်သူများအကြငိတ်ချမ်းစွာအတူရှင်တွဲနေထိုင်ရေးအတွက်ထူးခြားတဲ့စံပြပုဂ္ဂိုလ်လို့တော်မှချီးကျူးခဲ့ပါတယ်။ဒီကာလကိုမြန်မာပြည်အပြားရေးဇန်ကာလလို့တော်မှတင်ဆောက်ခဲ့ကြပါတယ်။နန္ဒမိတ်ပြည်သူများကိုငိတ်ချမ်းစွာ ဖြည့်ရှင်းနိုင်ခဲ့တာဟာတရုတ်ရဲ့လုံခြုံတဲ့နန္ဒမိတ်လူလောက်မှုအိမ်နီးချင်းတွေနဲ့ဆက်ဆံရေးမှာကြီးမြတ်ပြီးမေတ္တာထားတဲ့အာရှမဟာအင်အာကြီးနိုင်ငံပုံရိပ်ကို ထိတ်သိမ့်လို့မှုဒါအပြင် တိဘက်အရေးကြောင့်ထိခိုက်ခဲ့တဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမှုတွေအပေါ်မှာဂတိကဝတ်ကိုပိုပြီးခိုင်မာစေခြင်းဓာတ်တွေကြောင့်ဖြစ်ပါတယ်။ဒီမှာအတွက်ကတော့နေမီအနေငယ်ဆွန်လို့ရတာဟာနားလည်မှုလွယ်မမှုနဲ့အစိုးရပြုပံမှုတွေရဲ့မူလစေမြစ်ကိုဖယ်ရှားနိုင်ခဲ့တာမှု အလွန်တန်ဖိုးရှိခဲ့တယ်လို့ယူဆခဲ့ကြပါတယ်။